လာပါတော့မျိုးမိသားစုပေါင်းတို့ရင်မျိုးဖမ်းမီ channel ကနေလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာလဲစာရေးဆရာမကြီး channel ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း35အနေဖြင့်လည်းလိုမြဝေဖက်ပြတင်ဆက်ပေးသွားကြတာမို့လိုက်ပါလို့နာဆင်ခန်းစားပေးကြပါအောင်နော်ရင်းနှင်းအောင်မွေးအပိုင်း35ဟာတိတာပေါ့ ။ဘာကြီးဟာသူ့စီမှာအမှုတန်းမှုတော့ပေါ့။ဘာကိစ္စ?ကိုမြင့်သူသည် အလွန်အလွန်နှုတ်ရှားသောယင်းဖြင့်တအားတက်ကားတက်ပြောသည်။တောဦးကြီးဥပါသူကလေးတယောက်မွေးစားဖို့ပေးတာဘာကြီးပါပဲလားခမညာ။ဟေး။ဘာကြီးမတန်မထွက်လာတော့အသံထိုတန်သည်ယင်ထဲမှ တွန်းကန်ထွက်လာတော့အသံဖြစ်၏။ထိုတန်နှင့်သူစက်ကနေပခုံးကြီးနှစ်ဖက်ခုံလုံးသွားကရှင်းသူကိုင်းနေသောဒုက္ခမှာနောက်သို့အတန်လန်သွားသည်။ ။ဗာကြီးမဲအိမ်နောက်သို့လန်သွားသောကိုသည်ဖြည်းဖြည်းရှိသို့ပြန်ကြလာ၏။သူ့နှုတ်ခမ်းများသည်တစုံတစ်ခုပြောရန်လှုပ်ရှားလာသည်။နေစမ်းမအောင်တငယ်ရ။အဲ့ဒီကလေးကအခုဘဲမှလဲ။ကျွန်တော်ပါပဲ။အလိုလေးလေး။ဘာတီမက်ဒီကိုမြင်သူကိုစူစူဝါဝါကြီးကကျက်တီမွေးညင်းများထားလျက်ကျက်တီကြီးတည်နေသည်ကိုမြင်သူ၏မျက်နှာမှာပျော်ရွှင်နေသည် မျိုးလုံးကြီးများရှိသောကျွတ်ထွက်မတက်ခြင်းရင်ဘာကြီးမဲဤကောင်းသည်တဆက်ဆက်ငိမ့်နေ၏။ထို့နောက်သူနှုံမှတလုံးချင်းဆောက်၍ပြောဆိုနေသောအတန်းများမှတိုးညင်းညင်သာသောအတန်းလေးပါသည်။တုံလုံးကြောက်ကြသောအတန်းကြီးလေးပါသည်။အံ့ဩလာဟန်ကမျက်နှာတွင်အတိုင်းမသိပေါ်ပြနေသည်။အင်းမျက်နှာပုံမှန်ကြည့်ရတာတော့အမေနဲ့တတိယတည်းပဲ။အမေလိုပဲချော့ပါကလား။အမေမျက်နှာပေါက်အတိုင်းပဲ။ အရက်အမောင်းအလုံးအထည်ဟာမင်းအဖေနဲ့တည့်တူတယ်။လက်စာတတော်လက်စာတတော်ဟေးညီမသားပါကလားဟဟုပါကြီးမသည် နောက်ဆုံးစကားကို အာရှိပါရှိကြုံဟေ၍ပြောလိုက်သည်။ကျွန်တော်မိဘတွေရောပါကြီးမရှိဘူးကွတေကုန်ကြပြီ။ကျွန်တော်မိဘကဘယ်ရပါလဲပါကြီးကျွန်တော်မွေစားဖို့ဘာကြောင့်ပြေးလိုက်ကြတာလဲ။ ဘာဂျီမတ်သည်လူတကိုယ်လုံးတုံရင်ပြီးပဇက်ဟာလျက်နေသည်ကိုမြင့်တူးကို မျက်စိကြိုကြောင်မတက်စိုက်ကြည့်ပြန်သည်အပြင်းမန်းအားဖြင့်ကြည်လင်ပဇက်ဟောင်းလောင်မျက်လုံးမျက်စမ်းပြူးပြူးမလုံးမရှိငင်းတလျက်ရှိနေပုံသည်သတိများလင်းနေရောသလားဟုထင်ရလောက်အောင်ဖြစ်လျက်ဘာဂျီမတ်၏လက်ပြားမှအဝေးသို့လွင်ဆင်နေသည်ခနာကြောင်မှပင်ဟထားသောပဇက်မှ အောက်မေးများသည်ရွေ့ရှားလှုပ်ရှားလာတော့သည်နာမည်ဘလို့ခေါ်သော်မောင်မြင့်တူးပါ ဘာကြီးမိတ်တမကြီးချလိုက်သောအတန်သည်ရှေးလျာမြည်ဟီလာသည်ကိုပြင်းသူနှင့်မောင်တော်မောင်သည်ဘာကြီးမိတ်မူယာများကိုတစားမကျန်မျက်တောင်မကန်ကြည့်နေကြသည်အောင်မလေးကွာမသိလို့တွေ့ကြရတယ်ဘာကြီးဖြင့်မင်းကိုဘာကြီးတသက်ပြန်တွေ့ရမယ်မထင်မိဘူးတောဦးကြီးဟာခလေးရှာခိုင်းလို့ကလေးရှာပြီးတတော်ဝင်တော့လင်မယားကိုမွေးစားဖို့ပေးလိုက်တာဘာကြီးပါပဲကွာအခုရောဒီတတော်ဝင်တော့လင်မယားရှိသေးသလား နာမည်တွေတောင်းမမှတ်မိဘူးရန်ကုန်မှာရှိပါတယ်ပါကြီးအော်အော်မင်းသူတို့တောင်းမဘူးဆိုတာဘယ်တော့မှသိတယ်လေသိလားကြားပြီလားပါကြီးမက်တီမျက်မှောင်ကြီးကိုကောက်ကကိုမြင့်သူကြီးမျက်နှာကိုစေးစေးဆက်ဆက်မျက်နှာပုံဖန်းရင်ပြန်ဖန်းကြည့်လျက်မေးနေလေသည်ကျွန်တော်သိတာမကြသေးပါဘူးပါကြီးရက်ပိုင်းတော့ပဲရှိပါသေးတယ်တိတိချင်းကျွန်တော်မောင်ထုံးမအောင်ပါကြီးရှိမရှိစုံစမ်းဖို့လမ်းစာရေးပြီးတော့ လိုက်လာပါတယ်ကျွန်တော်မိဘကဘယ်သူတွေပါလဲခင်ဗျာအေးကွာပြောရမှာပေါ့ပါတီမတ်တီညှဲထားသောရင်းနှွေးချမ်းပကံကို ကောက်ယူမောကြလိုက်ပြီးနောက်ဆေးရှိလက်ရှိ လုံးစီပတ်စီပြောပြသည်မင်းအမေကသူ့နာမည်အရင်ကမနှွေးဖုံနဲ့တရုတ်ကဗျာရုပ်ကလေးကချော့လိုက်တာမှမုံနေတာပဲတရုတ်လိုအသားဖြူပြီးတရုတ်ချော့ချော့တာမဟုတ်ဘူးကွာ တရုတ်လိုအသားဖြိုပြီးမြမချောချောတာကွဟိုးဒေဒီရဲ့နေရသူတို့မှာလေပိုင်းရပိုင်းဆိုင်ကြီးကနာကြီးနဲ့ပိုက်ဆံအတော်ချမ်းသာတယ်တမီတယောက်ပဲရှိတယ်မင်းအမေရဲ့အမေမင်းဘွားရဲ့ကအေးရှေးရဘရင်တွေရှိစဉ်ကလေနင်းပဲနင်းအမှုတန်းနဲ့ဝင်မျိုးအိုက်အဆက်နယ်တဲကပေါ့လေမင်းအမေမနှွေးဖို့အရွယ်ရောက်လာတော့ပသိမ်မျိုးဟာဆိုလားပဲကွာ က်ဆန်ရှိတဲ့တရုတ်တထေသားနဲ့ပေးစားဖို့သူ့အဖေဟာစီစဉ်နေ။ဒီတော့မင်းမေတရုတ်ကပြသားဆိုတဲ့ဝက်သားတောင်မစားဘူးကလူမျိုးเจ้าကိုယူဖို့အင်မတန်မုန်းတာကလား။အမေဘက်ကမျိုးရိုးဇာတိသွေးဇာတိမှန်လေးရလဲပါလာတော့လူမျိုးကွဲတရုတ်တော့မယူဘူး။ဆင်းရဲခြင်းဆင်းရဲပါစေ။ယူခြင်းယူမြမပဲယူမယ်ဆိုပြီးသူတို့လည်းအငှားချလုပ်တဲ့လေသမားဦးကန်ကြီးရဲ့သား မင်းအဖေမောင်ထွန်းအေးနောက်ကို အဝေးတထဲကိုတခုနဲ့လိုက်ပြေးကြတာပဲဟေ။မင်းဖေတို့ကရောက်မှဆိုလို့လက်ဝဲလက်စားတောင်ယူမလာပဲချွတ်ထားခဲ့တယ်။လူချီပဲလိုက်လာတာ။ပါကြီးမသိသူ့စကားကိုခေတ္တရန်နာကတီဝေသောမျက်လုံးများဖြင့်အဝေးသို့ငင်းလျက်အသက်ကိုခံမြင်းမြင်းရှူရှိုင်းနေသည်။ကိုမြင့်တို့မှအသက်ပင်မရှူနိုင်ပဲအငေးအမောဆိုင်နာထောင်နေရသည်။ မိခင်မှာသူမျက်နှာနှင်စင်သည်ဆိုသဖြင့်ကိုမြင့်သူသည်မိခင်မျက်နှာပုံမှန်ကိုစိတ်မှန်းဖြင့်မြင်ရောင်၍လာလေတော့သည် သူ၏မိခင်သည် လူမျိုးကြားတယုတ်ကိုမယူလိုသောဇာတိသွေးစိတ်တတ်ရှိသူဟုပါကြီးမမတဆင့်သူသိရှိ နားလည်ခွင့်ရသဖြင့်မိခင်အပေါ်၌ကြည်ညိုစိတ်ဖြစ်ပေါ်လာရသည်စင်ရဲ့ခြင်းစင်ရဲ့ပါစီဟုစွန့်ဝင်သောမိခင်၏စိတ်အမူအရာတို့ကို ကြားရုံဖြင့်လေးစားသွားမိသည် မိဘတို့အားတွေ့ချင်မြင်ချင်းစိတ်တို့ထက်သန်ပြင်ပြလိုက်ပုံမှာတာစီွေမရအောင်ဖြစ်တော်သည်လူလောက၌မရှိကြတော်သောမိဘနှစ်ပါးကို မြင်ချင်းတွေ့ချင်းမာလျက်မမြင်ရမတွေ့ရသောဆင်းရဲမှုသည် သူ့ရင်ကိုရိုက်ခတ်ကတလက်လက်ဖြစ်နေသည်မင်းအဖေမောင်ထွန်းအေးကကိုလုံးကိုပေါ့အရက်အမတဲ့ကောင်းတာပဲပဝါပေါင်းပြီးပို့လုံးကြီးစီးလိုက်ရင်တကယ်မင်းသားကြီးပဲကွဥကန်ကြီးကပထမ တက်နိုင်စင်တော့ကတော့ DDM မျိုးဘွားเจ้าမှာမင်းအဖေကိုငငယ်ကမြို့ချောင်းသွားထားသေးတယ်။နောက်စပါးစီရလည်းမကောင်းကျွေးရလည်းတူလင်းရလည်းအပေါင်းဆုံးမိမာလည်းသေးတော့မြို့ချောင်းကလေးတန်းလောက်နဲ့ထွက်ရပြီးဥကန်ကြီးနဲ့တူရွာမှာပြန်ပြီးမင်းဖေတို့ပိုင်လေကို လေငါပြန်လို့ရတာပါပဲမင်းမေရဲ့ဆိုင်ကိုဈေးဝယ်ကိစ္စလေကိစ္စနဲ့အဝင်ထွက်ရှိပြီးမင်းဖေနဲ့မင်းမေကငငယ်ကစားပြီးရင်းရင်းနီးနီးတီးတဲ့ ငယ်ပေါင်းကြီးပေါ်တွေပဲ။ဘာကြီးမဲကြီးမျက်နှာတွင် အပြုံးရိပ်များတန်းရဲ့အဝဇွမ်းပိုရှင်လာလေသည်။မင်းအဖေနာမည်ကမောင်ထွန်းအေး။မင်းအမေနာမည်ကမန်နွေဖုံးနဲ့။ဒါပေမဲ့မင်းအမေကမင်းအဖေကို မောင်ကြီးလို့ခေါ်တယ်။မင်းအဖေကမင်းအမေကိုညီမလို့ခေါ်တယ်။သူတို့ထွက်ပြေးလာပြီးရွာရောက်တော့သူတို့နာမည်အရင်တွေပြောက်ပြီးသူတို့သေးသွားတဲ့အထိပါပဲကွာ။မောင်ကြီး ညီမလို့ပဲနာမည်တင်သွားကြတယ်။ဒီဒီရဲ့ဘက်ကနေပြေးလာတာဘေးရွာကိုရောက်လာပါတယ်ပါကြီး။ကိုမြင့်သူကတိလို့သောပြင်ဝင်ထောက်လိုက်သည်။မင်းဖေးရဲ့ဦးလေးဝမ်ခွဲတယောက်ကဘိုးကလေးနာဓမြချောင်းရွာမှာစိန်ကောင်းလို့တယ်။သူ့နာမည်ကဖိုသက်တဲ့။မင်းမေကိုအဲ့ဒီရွာကိုကိုလာပြီးဖိုသက်အိမ်မှာခဏနေကြတယ်။ဖိုသက်ကပါကြီးနဲ့ညီရင်းအကိုလိုပဲအတန်ခင်းတဲ့တငယ်ချင်းပါကြီးအရင်ကတော့ တော်ကောင်းတို့တော်တို့နဲ့တော်စင်ဖိုးသက်တို့စီခဏခဏရောက်တကွယ်ငငယ်ကအတောက်စားလေးရလဲရှိတော့စဲအိမ်ကောင်းဖိုးသက်နဲ့ပါကြီးဟာလေဘင်းဖက်ပြီးတော့တောက်တဲ့တောက်ဖို့တောက်ဖက်ပဲပါကြီးမှတ်သည်ပြောပြီးရဲလေသည် ရှိသော အောက်သွားကျူတူကျဲတဲ့နှင့်ပါဇက်ကိုဖြဲ၍နှိမ့်ချိုက်စွာရေမောလိုက်ပုံမှာခင်မင်းပွဲရာကောင်းလာသောအဖိုးအိုဤအလှပေါ်နေသည်သူတို့ကခိုးလာပြီးတော့ဖိုးသက်အိမ်မှာခဏနေပြီးအဲ့ဒီရွာမှာပဲတဲအိမ်ကလေးစောက်ပြီးနေကြတယ် သဘောမတူတာနဲ့ယူရမလားလို့တမီးကိုအမွေပြဲဆုပ်ပြင်လိုက်တော့မင်းအမေလည်းတေးသာသွားရော့သူအရက် သူမိပါစီတစ်ခါမှမပြန်လိုက်ရဘူးမင်းအမေရဲ့အမေလည်းတမီးစိတ်နဲ့ဆုံးရှာတယ်လို့နောက်မှသိရတယ်ဆွေဝေးမျိုးဝေးမိဝေးပါဝေးသူခမရတကောင်ကျွဲ့အဖြစ်နဲ့ဆင်းရဲဒုက္ခရောက်ရတာအင်မတန်တနာစရာပါပဲမင်းအဖေကလေမင်းအမေကိုတနာလေတနာချစ်ကလည်းအတော်ချစ်ရှာတော့ဘာမှမခံရဘူး သူပဲရရအလုတ်ကိုကြုံရအလုတ်ကိုဘာမှမရှောင်ပါဘူး။ရှောင်းဖွေလုတ်ကင်ကျွေးမွေးတယ်။မိုးရင်မလည်းလုတ်တယ်။လေနာချိန်တွေပဲရောက်ပြန်တော့တန်မှန်တစင်းနဲ့ထင်းတိုက်ထင်းရ။သူ့မှာကွာနှွေရောမိုးရောအလုတ်နဲ့လည်းနဲ့ကိုမပြတ်ပါဘူး။ပင်ပင်ပန်းပန်းလုတ်ပြီးမင်းမေမစင်းရအောင်ကြိုးစားရှာတာပဲ။မင်းမမွေးခင်တမီလေးတယောက်အရင်မွေးတယ်။တမီလေးမွေးပြီ။မင်းဖေပင်ပင်ပန်းပန်းလုတ်နေရတာမကြည့်ရတော့ တစ်ဖက်တလန့်ဆိုသလိုမင်းမရရွာမှာအိမ်ဆိုင်လေးဖွင့်ပြီးဈေးရောင်းနေအခုအဲ့ဒီသမီးများရှိပါသေးသလားပါကြီးကိုမြင့်တို့သည်မျိုးလုံးများတောက်ပသွားလျက်စကားဖြန့်ပေးလိုက်သည်ရှိတယ်ကွယ်ရှိတယ်ဆုံးအောင်နားထောင်မအောင်ကွယ်ပြောမပေါ့သူတွင် သူ့ပြင်မတယောက်ရှိသေးသည်ကိုသိရရင်သိရချင်း ကိုမြင့်တို့မှအမကိုတွေ့ခြင်းစိတ်မြင်ခြင်းစိတ်တွေ့ပြင်ပြလာသည်အဲ့ဒီသမီးလေး၅နှစ်သမီးကြာမှမင်းကိုကိုဝင်ရှိတယ် မင်းရဲ့မိဟာကိုပြေးလက်ပြေးကြီးနဲ့ဖြစ်နေတော့မှာမင်းဖေကတမန်တစင်းနဲ့ထင်းရောက်ဖို့ထင်းတော်ကိုထင်းသွားကုန်တယ်။အဲ့ဒီထင်းတော်မှာထင်းခုတ်ရင်ကကနဆိုပင်နေချာမှာပေါက်တဲ့တင်းငုတ်အလွန်ချုံတဲ့စူးငုတ်တစ်မျိုးပေါ့။ထင်းတော်သွားတဲ့လူတွေကငရဲတင်းငုတ်လို့ခေါ်တယ်။အဲ့ဒီထင်းတော်မှာဝင်းပြီးဆုံးလာပါပဲ။မင်းဖေဆုံးပြီးနှစ်လလောက်ပဲကြာမယ်မင်းကိုဖွားတယ်။မင်းဖေကတောင်ယောက်ကြလေးအလွန်လိုချင်တာကလား။ ဖွာတယ်နေမှာပဲမင်းမေလဲမင်းဖေးစိတ်နဲ့တွေးထက်ပြီးဆုံးတာပါပဲကွယ်ကိုမြင့်သူ၏မျက်နှာမှာတွေးရောင်များမရှိပဲတည်တည်တသာပြိုလျော်သွားပြီးမောင်မြင့်သူမှာစိတ်မကောင်းပြနေက မျက်နှာမသာမယာညှို့ငယ်သွားသည်ကိုမြင့်သူမှာငိငိုင်းနေရှိနေ၏မိခင်ဖခင်တို့၏ဘဝခီလန်းတလျှောက်လုံးမှာဖြောင့်ပြူခြင်းမရှိပဲကြံတန်းလာသည်ဖခင်မခီချန်းကိုကြုံလုံးအောင်ခွန်အားဖြင့်ယုံရရှာ၏ဖခင်ဤပင်မခံခြင်း ဒုက္ခခံခြင်းတော်ဝင်ဝတရားခြေပြင်းခြင်းတို့မှာအသက်ပြီးခိုင်အောင်ဖြစ်၍ငရေတင်ငုံဆူ၍ဆုံရှုံရသောဖခင်၏အသက်ကိုနှမျိုး၍မဆုံးနိုင်အောင်ပြင်မိသည်။ကိုမြင့်သူမှာမိဘနှစ်ပါး၏ဇလံကိုကြားသိရသမျှဏီကုံချုပ်၍ကြီးလိုက်သောအခါ၌မိဘနှစ်ဦးဇလုံးတူပေါ်တူအပြန်အလှန်ထားရှိသွားကြသောမေတ္တာရောင်ခြင်းသည်အင်းအားကြီးမားစွာတဝင်းဝင်းထွန်းလင်း၍ပြသောမိမောင်းကြီးတပွဲတွင်များသည်ယခုတတိုင်းရွာတွင် မောင်ချင်းညီမဟုနာမည်တင်၍ကြံရိတ်ခဲ့ခြင်းသည်မိဘနှစ်ပါးစလုံးတူပေါ်တူအပြန်အလှန်တူကိုတူတွေ့တာရပြသော သူတို့၏ချစ်ချင်းမြတ်တာ အမတ်တစိမ့်အဖြစ်ဖြင့်ရကိုတိုင်မောင်ချင်းညီမမပြောက်ဘဲတည်ရှိအသက်ရှင်နေစေကိုခံမှန်းတွေ့တော်မိလေသည်။ပါကြီးမတ်သည်ပြောရင်ပြောရင်သူ့တန်တွေမှပြနေသည် တခါတည်းရင်အတန်များပြဝင်သွား၍အတန်မပြအောင်အာယူ၍ပြောနေရသည်ဒီတော့မင်းတို့မောင်နှမကို ဖိုးသက်တို့လင်မယားယူမွေရတယ်ဖိုးသက်မယားကအာကြီးဆိုးတယ်ကလေးပေါ့ဆရက်သားလေးကို ကောက်မွေရတာနှုတ်စီဘွားလဲကုန်းတနေ့မှမကြည်သာဘူးကွယ်လင်မယားချင်းတကြက်ကြက်ပဲသမီးလေးကတော့တနေ့သူခိုင်းလို့စီလို့ဖြစ်သေးတော့အလားအလာနဲ့တီးခန့်နိုင်မိမဲ့မွေးပေါ့ဆကြတော့နင်းနေမှအနွန်တာခံတဲကြီးမခံဘူးပေါ့ကွယ်သူ့မားလဲသမီးနှစ်ယောက်ရှိတယ်နေရှိတဲ့၍ကလေးပေါ့ဆအတွက်လင်မယားရံဖြစ်ကြတော့တာပဲ ဘာကြီးကတော့ဆင်းသွားရင်တနေ့သူတို့စီရောက်သွားတယ်။ကလေးအတွေ့ဘာကြီးရှိမှသူတို့လင်များရံဖြစ်ပြီးတက်လိုက်ကြတာ။ဘာပြောကောင်းမလဲထိတ်ကွဲကောင်းပြင်းဖြင်းဆွဲလို့တောင်မရဘူး။အဲ့ဒီမှာဘာကြီးကကလေးကိုတိတ်တနာသွားမိတယ်။ဘာကြီးမက်သည်ရင်းနှီးချမ်းကုန်ကုန်ကတောက်ကြအောင်ကွာဟုဆိုကားစကားကိုဖြတ်ထားလိုက်၏။မောင်တော်မောင်မဘာကြီးမက်လက်ဖက်ရည်ချမ်းမော်တော်နေခိုင်ကွန်မြူတီမျက်နှာကိုတစီတစောင်းကြည့်လိုက်သည် တင်မောစိတ်ကတက်လာသောမျက်နှာနှင့်မတူသောပို၍တီကြီးလေးနှင့်သောမျက်နှာ၌ဆွေးရိပ်များတန်နေပုံကိုမြင်လိုက်ရသည်တောဟုတ်ကြီးဥပတူကတနေ့တော့တောဆင်းသွားကြရင်နဲ့မိမရှိပါမရှိကလေးငယ်ငယ်တယောက်မရနိုင်ဘူးလားဝင်းတော်မင်းကသားသမီးမရှိလို့သားသမီးအမှန်မွေးစားခြင်းလို့ကြောင်းပြောကြရောဘာကြီးကမင်းကိုပဲမျက်စီနဲ့တက်ကနေသွားမြင်တော့တာပဲဖိုးတက်မရလက်ထဲမှာညွညွညင်ညင်နဲ့ဒီလောက်ဆင်းရဲဒုက္ခရောက်ရတဲ့ဘဝမျိုးနဲ့ ဝင်တော့ကတားဖြင့်ဝေးစားတယ်ဘွာဒီကလေးချမ်းသာအောင်မယ်တက်ဆိုးရှိအောင်မယ်ဆိုပြီးတောဦးကြီးကိုရှိတယ်ရမယ်လို့အာမခံလိုက်တယ်တောကပြန်ရောက်တော့ဘာကြီးကမင်းတို့ရှိတဲ့ရွာကိုသွားတာပဲကိုမြင့်သူမှလူဖြစ်စလူမမဲအရွယ်ဒုက္ခတွေပင်လေဝေခဲ့ရသော သူ့ဘဝကိုမန်းစားခြင်းနဲ့ရင်းနေ၌မချမ်းသာခြင်းမောင်ထုံးမောင်မလေးမျက်စိမျက်နှာမကောင်းပဲစိတ်ထိခိုက်နေဟန်ရှိသည် တစ်ချိန်လုံးကောင်းငိုက်ဆိုင်ဖြင့်ညီသက်စွာနာထောင်လျက်ရှိသည်မမျော်လင့်သောထူဆန်းသည့်အဖြစ်ပြက်တစ်ခုကိုကြံ့ကြံ့ပန်ပန်သူရင်ဆိုင်နေရသည်ဟုအသေးဖိုးကများစွာစိတ်ဝင်စားလျက်အံ့ဩနေလေသည်ရွာရောက်တော့ဖိုးသက်နာဝင်အောင်ပြောပြီးငွေနေရာပေးလိုက်တယ်ဖိုးသက်ကလည်းကလေးကိုပေးမဲ့နေရတောက်လိုက်တာ မထနိုင်အောင်မူတာပဲပေးတာပေးရတာသွေးသားတော်ဆန်နေတော့စိတ်မကောင်းဘူးပေါ့သူများလက်ထဲမှာတက်ဆိုးရှည်ဖို့မရှိတော့ ။ဘာကြီးကိုယုံကြည်စိတ်ချပြီးပေးလိုက်တာပဲ။သူ့မင်းကတော့သဘောကျသဘော။ဘာကြီးသူတို့ဘယ်သူဘယ်ဝါးမွေးမယ်လို့တိတိကျကျမပြောခဲ့ဘူး။သူ့မင်းကခက်လေလေဆိုတော့နောက်နောက်လိုက်ရှုံနေမှဆိုတာနဲ့တောဦးကြီးဆွေမျိုးတွေကချမ်းသာတယ်လို့ပဲပြောပြီးတော့ကလေးကိုယူလာပြီးအစိုးရတင်မောပေါ်မှာဘာကြီးတို့သွားပြီးတော့မင်းရဲ့မွေးစားအမေကမင်းကိုမြင်မြင်ချင်းပါပဲ။ကျမသားပဲဆိုပြီးပိုက်ထွေထားလိုက်တာမြင်ရလေတော့ ဘာကြီးဖြစ်မင်းအတွက်စိတ်ကိုအေးသွားတာပဲချမ်းသာတော့မှာပဲကောင်းစားတော့မှာပဲလို့ဝမ်းသာလိုက်တာဆိုတာလည်းမပြောပါနဲ့တော့ကွယ်ဘာကြီးမတ်ဤအတန်းပြောက်သွားကဘာကြီးမတ်သည်ရေခင်းကဝမ်းသာပုံဝမ်းသာနေတဲ့အတိုင်းကိုမြင့်တူကိုခြေစုံကောင်းပြခြင်းလျက်ဝမ်းသာရင်ခုန်နေပြန်သည် သူပြေးလိုက်စဉ်ကောင်းဝေပေါ့စာအနီတာရေကလေးမှာယခုသူရှိမောင်နိုင်လူကောင်းကြီးကြီးမမဖြင့်ပြန်မြင်အောင်ကြောင့်ဝမ်းသာယုံမကတုံလုံးချောက်ချောင်းဟန်လေးပေါ်နေသည်ကျွန်တော်အမရော သူ့မှာမောင်လေးတယောက်ရှိတယ်ဆိုတာမသိပါဘူးလားသူ့နာမည်ကဘယ်လိုခေါ်ပါသလဲပါကြီးပါကြီးမက်တီဥပရိယကောင်းရင်ချက်တီရှိလာတော့ကိုမြင့်ထွေးမျက်နှာကိုစိုက်ကြည့်လျက်လူရည်လူသွေးတံပြန်ကြောမော်နေပုံတို့ကိုကြည့်ရခြင်းအဖြစ်စိတ်ထဲ၌ကျိ၍အာရနှစ်သိမ့်လျက်တစိမ့်စိမ့်ပီတိဖြာဝေးနေရကကိုမြင့်ထွေးမိကွန်ကြောင့်ပီတိအဟုန်များဟာတမဟုတ်ချင်းပြေကုန်ကမျက်နှာတစ်ခုလုံးညိုမဲသွားသည်อืมမင်းမာတော့မင်းကန်နေမတူကွ ကန်ဆိုးရှာတယ်။သူ့နာမည်ကမလေးရင်တဲ့။ "तू ကမင်းလိုမဟုတ်ဘူး။အမေရုပ်နဲ့ဘယ်နည်းအားမှမတူဘူး။မင်းတို့အဖေဘက်ကအနွယ်တယ်။သူ့မှာမောင်ရှိမန်းတော့ငငယ်ကလေးကဟိုကဒီဟာပြောတော့ तू သိတာပေါ့။ဘာကြီးကိုမြင်သူ့မောင်ဘယ်မှာလဲလို့မေးတယ်။စစ်ဖြစ်ပြီးသွားတဲ့နောက်မှာဥပတူလည်းတည်ရတာကြားတယ်။ဘယ်ရောက်သွားမှမသိဘူး။မင်းတို့မွေးစားတဲ့ဝင်တော့နာမည်တွေလည်းမမှတ်မိနဲ့။ဘာကြီးမှနေရာနေရမသိလို့ သူ့ကိုမပြောနိုင်ဘူးမင်းအမယူချကြကွသူ့အဖြစ်ကစိုးလာတော့ဟိုတုန်းကမင်းကိုမပေးလိုက်ပဲမင်းကလေးဖြစ်တဲ့သူ့ကိုမွေးစားကြဖို့ပေးလိုက်ရတာကကောင်းပါအောင်ပဲကွဘလို့စိုးတာလဲပါကြီးရဲ့ကိုမြင့်သူကထိတ်လန့်တကြား ပြန်မိသည်စိုးစိုးကသူ့အရွယ်မြောက်ခင်မဲ့ဖိုးတက်ကဆုံးနေဖိုးတက်မိမကသူ့ဆွေမျိုးတွေရှိရာစကန်းကြီးဆိုတဲ့ရွာကိုပြောင်းရွှေ့သွားကြတော့သူလဲပါသွားတာပေါ့ အဲဟိုရွာကိုရောက်တော့မင်းအမအသက်15နှစ်အရွယ်လောက်မှာစခန်းကြီးသူကြီးနဲ့အိမ်အောင်ကြတယ်စခန်းကြီးတကြီးကမုဆိုးဘူးကြီးအရက်အင်မတန်တောက်တယ်ဖိုးတက်များအရက်ကိုချဲရောက်ပြီးသူ့ကိုအမဲတကြီးအိမ်အရက်တိတ်တိတ်ပို့ခိုင်းနေကွအဲ့ဒီတင်တနေ့တော့တကြီးကဆွဲလာလွယ်လာနေဖြစ်တော့ငကိုကမွေးရတာမကြည့်ဘူးတဲ့ဖိုးတက်များတကြီးအဖိုးကြီးကမူမူယူနဲ့ပြောရစီတော့ကွဆွဲလာပါလာပါပါညာညာလောက်တာတီးတော့ တကြီးစီကငွေလေးပါလေးညှင့်ပြီးအတင်းထိုးပေးကြတာပဲတကြီးကအသက်90ကျော်ပြီအဲနောက်တကြီးတည်သွားတော့တကြီးရဲ့သားကြီးသမီးကြီးတွေကရှိတဲ့ပစ္စည်းတွေကိုသိမ်းအိမ်မောအရှူရှူတက်လာကြတော့သူလည်းမနေနိုင်မဲ့အိမ်မောကဆင်းခဲ့ရပြီဖိုးသက်မယားနဲ့ပြန်နေသေးတယ်နောက်ဖိုးသက်မယားဆုံးသွားတော့သူ့မွေးရဲ့သူ့ခင်မင်းနဲ့အဖွားကြီးနဲ့မြေးဖွားနဲ့အတူနေတယ်အိမ်တောင်လည်းမပြူဘူးဒီလိုပဲ ူ့ရွာကိုသူပြန်ရောက်လာပြီးရွာမှာလုံလုံဆောင်းဆောင်းကောက်ဆိုင်ပြိုးနှုတ်ပဲအခုအထိယူလိုက်ချလိုက်တာတော့မပြောနဲ့တော့ကိုမြင့်သူသည်ပင့်တဲ့ကြီးကိုတားရှိုက်ထုံလိုက်နေသည်မမြင်ဘူးသောအမအတွက်ကြားရသမျှရင်နာသွားသည်အပြိုဖြစ်သောအရွယ်သားသားလေးတွင်ရေတိမ်နှစ်ပုံကိုတွေ့မိကအဖိုးကြီးတို့၏ရင်ခွင်ထဲ၌အပြိုရေဘဝဆုံးရှုံးခဲ့ရသည့်အဖြစ်မှမကြောက်ဝိမနာသာအောင်ဖြစ်ရသည် မိမဲပါမဲဆွေမဲမျိုးမဲအကာအကွယ်ကင်းမဲပုံရင်ကျိုးလူမတက်ဖြစ်သွားမိသည်ခိနီတာရမဲနှင့်အရက်ကိုတွေပြန်ထနေလျက်မူမူယူယူဆွဲလာလွဲလာ အနိုင်ထက်ကြံချင်းအားဖြင့်တနာမုံဆိုချင်းဤလက်တွင်၌တက်စင်းကျွေနှန်းသွားရသော အမားပြပုံကိုမြင်အောင်လျက်ပဝင်းချင်းကိုပင်တတိမထားနိုင်ပဲစိတ်မချမ်းမသာ၍ကြောက်ရွံ့ကြီးကဲ့သို့တိတ်ဆိတ်စွာငြိမ်သက်ငေးမိုင်လျက်နေလေသည်ကျွန်တော်မှလည်းကျွန်တော်တွေ့ချင်ပါတယ်ပါကြီးရဲ့ တွေ့ချင်ရင်ဘာကြီးအားလိုက်ပို့မှာပေါ့ကွဘာဝေးတာလိုက်လို့ကရုမော်တော်စီးသွားရင်ရွာအောင်နေချင်းပေါက်ရောက်တာပဲနေချင်းမြန်သွားလဲရတာပဲနေတော့အောင်ပြားပွင့်လာသေးတယ်အိမ်မှာနှညာအိမ်နေသွားတယ်ဘယ်တော့သွားမလဲကိုမြင့်သူသည်အမကိုတွေ့ရတော့အန်ဟိုစိတ်အားထက်သန်စွာမဆိုင်မတော်ပြန်ပြောသည်မနေ့ဖန်မဲသွားခြင်းနဲ့ဘာကြီးသွားပါဘာကြီးလိုက်ဖို့မေနှုတ်မင်းအောင်ကွယ်အိမ်အောင်ရက်သားကြပြီဘာလို့လုပ်တယ်လဲ ကျွန်တော်အိမ်အောင်မပြုတ်သေးပါဘူး။စာဆက်တဲ့နှောင်းမှာပဲပါကြီး။ပါကြီးမှကအံ့ဩဟန်ပါဇက်အဟောင်းလောင်းလေးဖြင့်ကြည်နေသည်။ဆရာအမေအောင်ပြီးပြီပါကြီးကကျွန်တော်တို့တက္ကသိုလ်မှာကျောင်းနေရင်တစ်ဖက်ကဆရာလဲလို့တယ်။မောင်တော်မောင်ကကိုမြင့်တူအကြောင်းကို ပါကြီးမှနားလဲအောင်ဝင်ရောက်ရှင်းပြပြသည်။ဝမ်းသာပါကွာ။အခုလိုပညာရီတက်တာချမ်းချမ်းသာသာဖြစ်နေတာအရင်စတော့မင်းကူတူပဲ။နှုံမော်ရင်လဲတဲ့ကျောင်းထဲမှာမင်းဖေလို့ စင်စင်ရဲရဲဖြစ်အောင်ပါပဲမိမွေစားမိပါရရောချစ်ခင်ကျင်နာကြရဲမဟုတ်လားချစ်ကြပါတယ်ပါကြီးကျွန်တော်အတိမပေးပဲဖုံးထားပြီးတာရင်နဲ့မကချစ်ကြပါတယ်မကြသေးခင်ကပဲကျွန်တော်မွေစားသားဖြစ်မှန်းကျွန်တော်မွေစားဖေးစီကစကားအစနာတီရတော့ကျွန်တော်မွေစားအမေကတသက်လုံးဖုံးလာခဲ့သမျှပေါ်သွားလို့ရင်ကွဲပက်လက်ဖြစ်သွားပါတယ်အခုလဲကျွန်တော်ကိုချစ်လုံးလို့တော့အလိုလိုက်ပြီးလှုပ်လိုက်ရတာပါသူတို့မှာသားသမီးမရှိဘူးလား မရှိပါဘူးကျွန်တော်ပါပဲဝမ်းမြောက်ပါတော်ပါကြီးမသေးခင်အခုလိုတရားပြီးမင်းကိုပြန်တွေ့ရတာအာရချေနှက်လိုက်တာကွာကိုမြင့်သူသည်သူ့တွင်ပါလာသောငွေများအနမတရားချက်ကိုထုတ်ယူ၍ပါကြီးမှန်ရှိ၌ခြာကရှီကိုကြော်လိုက်သည်တာဒုတာဒုတာဒုပါကြီးမှန်သည်မြေကြီးစာရီဝဲလေးရဲ့အတန်ရင်ရင်ဖြင့်တာဒုခေါ်ဆိုစုပေးနေ၏ ကိုမြင့်သူကနှုတ်ဆက်၍ပြန်ရထသောအခါ၌ပါကြီးမနဲ့အစောကြီးလာကော်မင်းစောင့်နေပါဟုမှာကြားလိုက်သည် နေလောင်နေစားထသောပါကြီးမဲ့ဤမျက်နှာတွင်ဝန်နေဝန်သားဤတို့ပုံလွှမ်းနေလျင်ပန်းလျာလျာဖြစ်၍ကြံရိတ်ခဲ့သည်ဟုတ်ကဲ့ပါရှင်စောင့်ဤချက်မကြီးကြားနေကြောင့်မမလေးရေးသားထားတဲ့ရှင်နှင့်အောင်မွေးဆိုတဲ့ဝိထုစာအုပ်လေးအားအပိုင်း35အနေဖြင့်လည်းလို့မျှဝေဖပြနေခြင်းအားခေတ္တရန်နာပါရှင် နားဆင်ပေးခဲ့ကြသူမျိုးမိသားစုတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိရသလိုမျိုးမိသားစုများအားလုံးလည်းဘေးရန်တွင်အပေါင်းမှာကင်းဝေးလို့လုံခြုံကြပါစေရှင်။